နေ့တော့ပြည်ချင်းငါချင်းစလေးချက်ပြမှာဖြစ်ပါတယ်။ပဝင်ပစ္စည်းတွေကတော့ပြည်ချင်းငါရဲ့ခဲကျင်သည်ချက်တော်နီချက်တော်ဖြူမြူသည်စိန်နန်းနန်းပင်ကျင်းနေငယ်တို့ပါဝင်ပါတယ်။ပထမဆုံးချက်တော်နီတွေကိုပပလေးလိထားပါမယ်။ပြီးရင်တော့ကျိတ်ဖို့အတွက်ပြင်ပါမယ်။ချက်တော်ဖြူငါမွားရဲ့ ခြင်းလက်တစ်စစ်ကိုလည်းရောကျိဖို့ထည့်လိုက်ပါမယ်။ပြီးရင်ကျိတ်ဆက်ထဲမှာညံ့နေအောင်ချိတ်ထားလိုက်ပါမယ်။အခုဆိုရင်တော့ကြက်သွန်လေးတွေညက်သွားပါပြီ။အယုတ်သီးစိမ်းလေးတွေလည်းထည့်ချိတ်လိုက်ပါမယ်။အယောင်တင်မှုအနေငယ်လည်းထည့်ထားလိုက်ပါမယ်။အခုဆိုရင်တော့ကြက်သွန်လေးအလုံးညက်သွားပါပြီ။ ပြီးရင်ခဲချင်တဲ့တလုံးကိုထိထားလိုက်ပါမယ်။လက်နံပင်လေးတွေလည်းလှိလိုက်ပါမယ်။အိုးပူလာပြီဆိုရင်စီအနေငယ်ထည့်လိုက်မယ်။ပြီးရင်တော့ချိန်ထားတဲ့ကြက်တုံလေးတွေကိုစီသက်ထားလိုက်ပါမယ်။ခဲချင်တဲ့တွေလည်းထည့်လိုက်မယ်။ပြီးရင်ခဲချင်တဲ့တွေလူအောင်ရေထည့်ပြီးဖုံးလေးပေးထားလိုက်ပါမယ်။ရတာအတွက်ရတာမှုလေးရေငံပြားလေးရေထည့်လိုက်ပါ ရင်ကျင်သီးတွေယူသွားရင်တော့ပြေးချင်းကားကိုထိတ်လိုက်ပါမယ်။ပြီးရင်အဖုံးလေးပိတ်ထားလိုက်မယ်နော်။ချက်ခါနေအချင်းတို့မကြီးအနေငယ်ထိတ်လိုက်ပါမယ်။ဟင်းအနံ့လေးပိုမွေးသွားအောင်နဲ့နံပင်လေးထောက်အောင်လိုက်ပါမယ်။ကုစုပြေးချင်းကားချင်ဆက်ဟင်းလေးရပါပြီ။